လုံးမဲ့မင်္ဂလာပါရှင်ကျွန်မကတော့ဒီလွန်ဇလန်တွဲမှာပေါ့နော်အဲဇညွန်းနေရနေပြီးတော့တာဝန်ရေးသားထားတဲ့ဟိမန်ကြီးဖြစ်ပါတယ်အဲ့တော့ Story Fan Creative Service အနေနဲ့အခုဇလန်ဇညွန်းနေကိုရေးသားနေတဲ့အဖွဲ့ပါဟုတ် အမင်္ဂလာပါအဲညီမကဒီလွန်ဇလန်တွဲမှာညိုထွေးနာမည်နဲ့ပါဝင်ပုံဖော်ရေးသားထားပါတယ်အရင်ကဆိုလို့ရှိရင်တော့ဆစန်းရင်ဆိုတဲ့နာမည်နဲ့ဒီဒေါင်းရံမြန်ပုံနှစ်ပေးတို့တရဖူတို့စားတဲ့ CUD ဇလန်တွဲတွေကိုရေးသားပါတယ် င်္ဂလာပါညီမကတော့ရီမွန်ထက်ဆိုတဲ့နာမည်နဲ့ဒီလုံးစလန်တွဲထဲမှာပါဝင်ရေးသားထားပါတယ်အရင်ကတော့အေးချမ်းမွန်ဆိုတဲ့နာမည်နဲ့ဆန်စီရွှေတွေအများကြီးရေးသားခဲ့ပါတယ်ရှင့် ဒီလွန်းဇလန်းအတွင်းလေးကိုပေါ့နော်စာပြီးလက်ခံရရှိတဲ့အချိန်မှာဒီဇလန်းကိုဖတ်ပြီးတဲ့အချိန်မှာဩဒီဇလန်းကအဲဇလန်းဆိုင်အရန်ခိုင်နေပြီးတဲ့အခါကျတော့ဒီမြမရဲ့အငွေတက်ပါတဲ့ဒီရကန်းလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့မှဇက်ကလေးကိုတည်ထားတယ်ပေါ့နော်အဲအဲ့လိုမျိုးဆက်ဆက်ပြပြဇက်အိမ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ခံပြီးရေးသားခဲ့တာပါဒီဇလန်းကအဓိကကတော့ဒီနှင်းစီဆန်အိမ်ပေါ့နော်နှင်းစီဆန်အိမ်ကဒီမြူးစင်ဆက်ဒီရကန်းလုပ်ငန်းနဲ့အတမွေးဝမ်းကြောင်းပြုလာတယ်အဲရကန်းရုံမှာဖြစ်ပျက်ခဲ့တဲ့ဒီကိစ္စရက်လေးတစ်ခုကနေပြီးတော့မှအခြေတည်ပြီးတော့ဒီဇလန်းက ဖြစ်လာတာပေါ့။နောက်ဒီမိသားစုရဲ့မျိုးရိုးမှာအာရှိတဲ့ပေါ့နော်။အဲဒီမွေးရပါအကြမ်းမြင်ပါရမီနဲ့အဲ့ဒီဒီရကန်းရုံမှာဖြစ်ခဲ့တဲ့အဖြစ်ပြက်ကလေးကိုပေါင်းဆက်ပြီးတော့မှဇလန်းလေးရဖြစ်လာတာပေါ့။ဟုတ်။အဓိကတော့ဒီဆန်အိမ်မှာရှိတဲ့အဲညီမနှစ်ယောက်ညီမနှစ်ယောက်မှာမှတစ်ယောက်ကဒီမွေးရပါအကြမ်းမြင်ပါရမီရှိလာတဲ့အပေါ်မှာညီမနှစ်ယောက်ကြားမှာဒီမနာလိုမှုတွေနောက်အတုံးချမှုတွေပေါ်မှာအာအခြေတည်ပြီးတော့ဖြစ်ခဲ့တာပေါ့။ ဒီဇလန်းထဲမှာဆိုလို့ရှိရင်အဲထူးခြားတဲ့ကာရီတာဆရာကြီးဆိုလို့ရှိရင်ဒေါ်စောကြီးပေါ့နော်ဒေါ်စောကြီးဆိုလို့ရှိရင် तू ကအဲသူ့ရဲ့ဒီအိမ်အောင်မကြခင်ကာလာတုံးကဟိုဟိုကာလာတုံးကဆိုရင်ပြပြရွှေရှင်မဲ့မိသားစုဘဝကိုဖျက်တမ်းလာတယ်ပေါ့နော်အဲ့လိုနဲ့ဒီအိမ်အောင်ကြာပြီးတဲ့ကာလာနောက်ဒီစွိုင်းရင်နဲ့ပတ်သက်ပြီးတော့အဲသူတို့လင်မယားနှစ်ယောက် အဲရန်ဒီဖြစ်တယ်ပေါ့နော်ဒီအစွမ်းရင်ရရှိမှုနဲ့ပတ်သက်ပြီးတော့ယောက်ျားကြတော့ဒီမလုပ်စေချင်ဘူးဒီအကြမ်းမြင်ဟောတာဘူးပေါ့နော်မိန်းမကြတော့ဒီအစွမ်းအဲငယ်တဲ့ပါရမီမျိုးစင်ဆက်ဒီလက်ခံလာတဲ့ပါရမီကိုသူကမစွန့်ကျင်တဲ့အတွေ့အကြောင်းမလို့ဒီဥစ္စာကိုဒီအကြမ်းမြင်ကိုဆက်ပြီးတော့ဟောကျင်တယ်အဲ့လိုမျိုးနဲ့ယောက်ျားနဲ့မိန်းမကြမှာအခန့်နေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီးတော့သူ့ရဲ့အရင်တော့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းလာတဲ့ဘဝကနေပြီးတော့ အလဲအပြောင်းအနေနဲ့ဒီဟိုပြိုကွဲပြက်စီခြင်းတွေဖြစ်တယ်အဲနောက်ပိုင်းကျတော့အဆုံးရှုံးမှုတွေပါဒီဖြစ်လာတယ်ပေါ့နော်ဒီဒီပါဆိုလို့ရှိရင်တော်စောကြီးကသူ့ရဲ့ထူးခြားတဲ့ဆရာကြီးကလေးပေါ့ဒီထဲမှာဆိုရင်တော့အဲဟိုဟာ main character တယောက်ဖြစ်တဲ့လာဝန်းပေါ့နော်လာဝန်းဆိုလို့ရှိရင်တော့ तू ကသူ့ရဲ့ live ကအစပိုင်းမှာဆိုရင် तू ကဒါသူ့အမေနဲ့ तू နဲ့တားမီးနှစ်ယောက် live ပျော်ရွှင်ရွှင်လေးပဲပေါ့ပေါ့ပါလေးပဲပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဒီသူ့ရဲ့ဒီပင်ကိုပါရမီအစွမ်းက ဒါရှိပေါ်မှာဖြစ်လာတဲ့တုံးချတဲ့အချိန်ကနေစပြီးတော့ဒါသူ့ရဲ့ live ကလုံးဝ change တစ်ခုဖြစ်လာပြီပေါ့သူ့ရဲ့စွမ်းရည်တွေတက်လာတဲ့အလျောက်မှာမှုတည်ပြီးတော့ပေါ့ဒါကတော့ဇန်နဲ့နောက်ပိုင်းဆက်သွားတဲ့ဟာပေါ့နော် ဟုတ် character တွေကတော့အများသောအဖြစ်ကလက်တီဘွားနဲ့လီးဆက်တဲ့ character တွေလည်းပါပါတယ်။ဒီအထူးသဖြင့်ဆိုလို့ရှိရင်ဒီဒီထဲမှာတော့အားလုံးကဒီ horror ပေါ့ဒီ guy က horror drama အဲမိသားစုပေါ့နော်။တကယ်တမ်းအပြင်လက်တွေ့မှာရှိတဲ့ဟိုဇေယိလက္ခဏာတွေပေါ့အဲအဲ့ဒီမှာဆိုလို့ရှိရင်ဥအောင်မင်း character ပေါ့အဲဇာတ်ထဲမှာဆိုကိုသားညီတယောက်ဆောင်းထားတာ။အဲသူဆိုလို့ရှိရင်အဲသူဒီ အဲလက်တွေ့ဝါမှာဆိုပြောရရင်မင်းကမိမကြောက်တာလားအဲဒီလိုမျိုးပေါ့နော်အဲ့မလို့ तू ကပထမပိုင်းမှာ तू ဒီမိမကိုကြောက်တာထက်အဲ तू ဒီချစ်တယ်အဲပြည့်တဲ့အခါကျတော့မိမကအရာရာကိုဥဆောင်တဲ့အခါမှာ तू မှာပြန်ပြီးတော့ဟိုပြောနိုင်တဲ့ဆွမ်းအားမရှိခဲ့တဲ့အခြေဖြစ်သွားရပေါ့နော်ဒါပေမဲ့တကယ်တမ်းအပြင်မှာလဲကြာရောအပြင်မှာလဲဒီလိုမျိုးတွေရှိရဲအဲနောက်ပိုင်းကျတော့ဒီမိမကလှုပ်လိုက်တဲ့အမားတစ်ခုပေါ်မှာ तू ကပြန်ပြီးတော့အသာစီးရတဲ့အခြေ तू ပြန်ပြီးတော့မှဥဆောင်နေတဲ့အခြေကျတော့ तू ကပြန်ပြီးတော့မိမပေါ်မှာဩဇာပြန်ရှိသွား တယ်ပေါ့နော်အပြင်မှာလည်းဒီလိုမျိုးကြီးရှိပါတယ်အပြင်လက်တွေ့ဘဝမှာလည်းအဲကိုဘကအာဒီမိန်းမယောက်ျားနဲ့မိန်းမမှာဆိုလို့ရှိရင်အဲမိန်းမကအရာရာဥဆောင်နေတဲ့အချိန်မှာတော့ယောက်ျားတွေကအချိန်နောက်တလန်းဆုတ်ပြီးတော့หนีကြတာပဲဒါကတော့အပြင်တဘာဝနဲ့လက်တွေ့ဘဝနဲ့ kait နေတဲ့ character တွေပေါ့နောက်ဟိုမင်းသားနေရာကဒီကိုအောင်ရေချမ်းတယောက်ဆောင်ထားတဲ့နေရာပေါ့နော်အဲ့မှာဆိုရင်လေတူတာကလည်းဒီလိုပဲအဲ အဲ့သူ့လို character မျိုးလဲအပြစ်မှာအများကြီးရှိရပေါ့နော်ကိုမိမအရင်အဲရှိလို့ရှိမှမသိခဲ့ဘူးရှိတဲ့အချိန်မှာဘယ်လိုခံစားချက်မျိုးဖြစ်မလဲပေါ့နော်အဲကိုမိမကအသက်ရှင်နေရှိရနေတေးပြီဆိုပြီးတော့တိထားရတယ်သာသမီတွေလည်းအပြင်ဘွားမှာအများကြီးရှိပါတယ်အဲ့တော့များသောအားဖြင့်ဒီဇလန်ထဲမှာပါတဲ့ character တိုင်းကတော့အပြင်လက်တွေ့ဘွားက character တွေနဲ့နှီးဆက်ပါတယ်အဲ့ character ထဲမှာဆိုလို့ရှိရင်ဒီဒေါ်စောကြည်ရဲ့ယောက်ျားပေါ့နော်သူကကျတော့ចောင်းဆရာចောင်းဆရာဖြစ်တဲ့အပြင်သူကလက်တွေ့ကိုပဲသူက ယုံတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲယုံတဲ့သူပေါ့နော်အဲဒါပေမဲ့သူ့မိမကကြတော့ဒီအကြမ်းမြင်ဟောတယ်ပေါ့ဟောတဲ့အတွက်ကြောင့်မို့လို့အဲဘယ်လိုပြောရမလဲသူအဲနှစ်ယောက်သားဆန့်ကျင်ဘက်လို့ဖြစ်နေတာပေါ့နော်တယောက်ကကြတော့လက်တွေကိုယုံတဲ့လူတယောက်ကကြတော့ဒီအကြမ်းမြင်ကိုယုံတဲ့သူအဲ့လိုနဲ့ပတ်သက်ပြီးတော့ဟိုမလို့ဟိုနှစ်ယောက်သားအခန်းဖြစ်တယ်ဖြစ်ပြင်းနေမှာအဲပြောရမယ်ဆိုလို့ရှိရင်ဥကဟို လော်စောကြည်ရဲ့ယောက်ျားကနေပြီးတော့ចောင်းစရာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကသူ့မိမကိုဒီဟာကိုမလုပ်စေချင်ဘူးပြောရမယ်ဆိုရှင်ပါလဲဆိုတော့ဒီအချားမြင်ဟောတယ်ဆိုတာကလိန်စားတယ်လို့သူကသတ်မှတ်ထားတယ်သူအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲသူ့မိမကိုဒီအလုပ်ငန်းတွေကိုမလုပ်တော့ဘဲနဲ့သူနဲ့အတူတူထွက်ပြီးတော့အော်ဒီအိမ်ကြီးကနေထွက်ပြီးတော့ ထွက်သွားစေခြင်းတယ်ဒါဟုတ်သူမိမအကြောက်လည်းမဟုတ်ဘူးဒါဒါကမျိုးရိုးစင်ဆက်အအမွေဆက်ခံရတာသူအမတော်မှဒီပါရမီမရဘူးကွာအဲ့တော့အကြောင်းမလို့အသူအမေရဲ့ဒီအမွေကိုလက်ခံထားဖြစ်တဲ့အကြောင်းမို့ဒါကိုလုံးဝမဆွလွန်နိုင်ဘူးအဲ့လိုမဆွလွန်နိုင်တဲ့ဘယ်နဲ့ဒီမိမနဲ့ယောက်ျားအကန့်နေဖြစ်တယ်ဖြစ်ပြီးတော့ပြိုကွဲသွားတယ်ပေါ့နော်ပြိုကွဲပြီးတော့အမလင်မယားနဲ့အဲ့လိုပြိုကွဲရမှတဆင့် မြေစာပင်ဖြစ်တဲ့အသားသမီးတွေကလည်းအဲပြိုကွဲသွားရတယ်ပေါ့နော်အဲ့လိုမျိုးကွဲကွာပြီးတော့မှနောက်ပိုင်းကျတော့မှဒီဇလန်းကအဲပြန်ဆုံมาပေါ့နော်မေနဲ့ကွဲကွာသွားတဲ့မေနဲ့ဒါအဲသမီးရှိလို့ရှိမှမသိတဲ့အဖေအဲဘာလို့ပြောရမလဲဆိုတော့ရှင်မေရှိလို့ရှိသေးလားမရှိသေးလားဆိုတော့တိမှန်မသိရဲ့ဟိုသားပေါ့နော်အဲ့ဒီမိသားစုလေးကပြန်ဆုံมาပေါ့နော် တကယ်ဟိုဟာလေလက်တွေ့ဘဝမှာလည်းအဲ့လိုမျိုးကြုံဘူးတဲ့အကြမ်းပြင်ဆီယာမတယောက်နဲ့ပေါ့နော်အဲသူကိုယ်တိုင်လည်းအဲ့လိုပဲဒါကတော့အဲ့ဒီဘက်အပညာရက်တွေနဲ့အပိုင်းတွေမှာတော့တိတ်ပြီးတော့မသိဘူးပေါ့နော်ဒါပေမဲ့တကယ်မြင်ခဲ့ရတာကတော့အဲ သူအဲအကြမ်းဆရာမကိုရိုင်းလဲသူကဒီသူတို့လက်ခံထားတဲ့ဟာကသူတို့ဒီဒီပညာနဲ့လူတွေကိုသူတို့ကပါရမီဖြည့်ဖို့အတွက်လာတယ်အဲအဲ့တော့သူတို့ဒီပါရမီဖြည့်ဖို့အတွက်မတိုင်ခင်အချိန်မှာသူတို့အိမ်အောင်ကြရတယ်အဲသူ့ယောက်ျားနဲ့သူအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီအကြမ်းင်နဲ့ပတ်သက်ပြီးတော့သူဒီရလာခဲ့တယ်ပါရမီဖြည့်တော့မယ်ဆိုရဲ့အချိန်မှာကြတော့အိမ်အောင်ဘန်းနဲ့အဆင်မပြေတဲ့အဲဆရာမတွေတော်တော်များများကိုတွေ့ဘူးတယ်ပေါ့ ဟုတ်ပြောရမယ်ဆိုရင်ဒါကတော့ဟိုမထင်ဘယ်လိုပြောရမလဲတမင်လို့ယူမထားတဲ့တိုက်ဆိုင်မှုပေါ့နော်ဒီဇယ်ထဲက character လေအဲဒီလိုမျိုးပဲအပြင်မှာလည်းအဲ့လိုမျိုးကြုံခဲ့ရဘူးပဲလူတယောက်ချင်းစီမှာအဲ့လိုသူတို့ရဲ့အယုံကြည်ရဆုံးသူကိုပဲသူတို့ရဲ့ဟိုဖြစ်ဖြစ် ဘယ်လိုပြောရမလဲသူတို့စိတ်မှာခံစားနေရသမျှသူတို့စိတ်မှာသိကျင်နေသမျှဟိုမေးတတ်ကြတယ်ပေါ့နော်လောင်းမှာကြတော့သူ့မှာအမေပဲရှိတယ်သူဒီမွေးကလေးကဒီအင်ကြီးထဲမှာပဲကြီးပြီးဒီအင်ကြီးထဲမှာပဲနေခဲ့ရတယ်အပြင်ကလူတွေနဲ့ထိတွေ့မှုမရှိတဲ့အတွက်ကြောင့်မို့လို့အဲ သူစိတ်ထဲမှာပူပွေလေးလေးအပြောဆုံးကဒီသားမီးနှစ်ယောက်ရှိတဲ့အချိန်ပဲ။ကျန်တဲ့အချိန်မှာဆိုရင်အတော်ရင်ဖြစ်တဲ့သူကတော့မလိုရင်တမျိုးမလိုရင်တမျိုးဆက်ဆံတာခံရရတယ်ပေါ့နော်။အဲ့တော့သူ့မှာအငုံစိတ်တွေရှိနေရပေါ့။သူ့မှာတီးခံရတာတွေအများများနေတယ်။အဲ့ဒါတွေကဘယ်အချိန်မှာဟိုဟာဖြစ်လဲဆိုလို့ရှိရင်သူဒီဒီသူ့မှာပါလာတဲ့ဒီမွေးရပါဒီအချားမြင်ပါရမီကိုအသုံးချတဲ့အချိန်မှာကျတော့သူဒီနောက်လူတယောက်ကိုပြောင်းသွားတယ်။အဲသူလူတွေနဲ့စကားပြောတာကြောက်တာယွန်းတာတွေအားလုံးဒီလက်ချင်းဖြစ်သွားတယ်။အဲအရန်ရဲရင်လာတယ်။နောက်ပြီးတော့သူ ဒီပါရမီကြောင့်မို့လို့ပေါ့နော်ဒီအစွမ်းရည်ကြောင့်မို့လို့အဲဒီမမျှသွေးရဲ့နှောက်ရတာနောက်ကျိုးကင်တာဒါတွေအားလုံးကို तू handle လုပ်ရတဲ့ဟာကြီးပေါ့အဲ့ဒီအပိုင်းဒီမှာ तू character ပို့ပြီးတော့မှ strong ဖြစ်လာတယ်အဲ့ဒါအဲ့ဒါကြောင့်မို့လို့လာဝန်းကိုသဘောကျတာပါအဲမမျှသွေးမမျှသွေးရကြဘာလို့သဘောကျလဲဆိုရင်လျှို့ဝတ်တဲ့ character ဖြစ်တယ်ပေါ့နော်ပရိသတ်ပူစိတ်ဝင်စားတဲ့ character လည်းဖြစ်မယ်ကိုကိုရန်လည်းရေးတဲ့အချိန်မှာ ဟိုသူ့ရဲ့ character ကပြောရရင် main character ကို light နှောက်ရှက်အမြဲ light နှောက်ရှက်နေရတဲ့ character ဒါပေမဲ့ဘာလို့ light နှောက်ရှက်နေရတာလဲဆိုတော့သူ့ရဲ့လှုပ်ဝှက်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဓိကတော့အဲ့လိုဟိုလှုပ်ဝှက်ချက်များတဲ့ character ဖြစ်လို့ပေါ့အဲ့ဒါကိုဖန်တီးနေတဲ့အချိန်တွေရောသူ့ရောတော်တော်သဘောကျပါတယ်စောကြီးအင်းဒေါ်စောကြီးကိုဘာလို့ဟိုသဘောကျလဲဆိုတော့အဲ့ရေးရတဲ့မှာသူ့မှာကဟိုဘယ်လိုရမလဲသူ့ရဲ့ပထမ like ကကြတော့ဒီပျော်ရွှင်တဲ့မိသားစုလေး ဒီအကြမ်းမြင်ကြောက်ပဲဒီသူတို့မိသားစုပြောရှင်တဲ့မိသားစုလေးဟာ क्वे သွားတယ်အဲ့လို क्वे သွားတဲ့အပြင်သူချစ်တဲ့သားကိုလည်းသူနဲ့ဝေးရဖို့ရောက်သွားတယ်ပေါ့နော်သူချစ်တဲ့သူရဲ့အကုံလုံးကဟိုသူ့ယောက်ျားသူ့သားသူ့အယမ်းချစ်တယ်ဒါပေမဲ့အဲသားနဲ့ဒီအကြမ်းမြင်ဟောတဲ့ဥစ္စာနဲ့ဟိုဟိုကရွေးချယ်ရမှုဖြစ်သွားတယ်ဟိုရွေးချယ်ရမှုဖြစ်သွားတယ်ပေါ့နော်အဲဒါပေမဲ့သူကတော့သားဟိုသားကအဲယောက်ျားကိုချစ်တယ်ဒါပေမဲ့ဒီအကြမ်းမြင်ချက် သူစွန့်လွတ်လိုက်ရတယ်ဒါပေမဲ့အကြမ်းမြင်တစ်ခုခဲကြောက်စွန့်လွတ်ရရတာမဟုတ်ဘူးအားကြောင့်လဲသူ့အနောက်မှာအဲဘယ်လိုပြောရမလဲငဲညာရတဲ့အပိုင်းအပိုင်းနေရှိရပေါ့နော်အဲအဲဘယ်လိုပြောသူ့အမေနေမကောင်းတဲ့အဲကျမကြီးမကောင်းတဲ့အခြေအနေရှိရအဲ့လိုမျိုးတွေသူငဲညာပြီးတော့သူအရန်ချက်တဲ့သူ့သားနဲ့သူ့ယောက်ျားနဲ့ဟိုသူဟိုဘယ်လိုပြောရမလဲစွန့်လွတ်လိုက်ရသူဖြစ်သွားရပေါ့နော်ပြီးတော့သူ့မှာဘာလဲဆိုတော့ဟိုအကြမ်းမြင်ဟိုဓာကြီးကိုသူရွေးချက်လိုက်တဲ့အတွက်ကြောင့်မို့သူ့ဘဝရဲ့ပေးဆက်မှုအရန်ကိုညားတယ်ပေါ့နော် ဘာလို့လဲဆိုတော့သူ့မှာဒီအကြမ်းမြင်ဆက်ပြီးတော့ဟောဒီဟာကိုဆက်ပြီးလုံနေရတဲ့အတွက်လုံလိုက်ရတဲ့အတွက်ကြောင့်မို့လို့သူကဘာလဲဒုက္ခိတဖြစ်သွားတယ်စကားမပြောနိုင်ဘူးအဲ့လိုအခြေအနေအထိပါဖြစ်သွားတယ်ပေါ့နော်ဖြစ်တဲ့အပြင်ကိုဒီအကြမ်းမြင်ကိုပါသူဆက်ပြီးတော့ဟောလို့မရတဲ့အခြေအနေတခုကိုသူဖြစ်သွားတယ်အဲ့မှာသူ့မှာဘာတွေရောရှက်နေလဲဆိုတော့ဟိုဘယ်လိုပြောမလဲဟိုသားနဲ့ယောက်ျားကိုလည်းဆုံးရှုံးလိုက်ရတယ်ဒုက္ခိတကြီးလည်းဖြစ်သွားတယ်ဖြစ်သွားတဲ့အပြင်ကိုအဲဒီဘယ်လိုပြောမလဲ ဒီသမီးလေးကိုလည်းသူဟိုအဖြစ်ရတယ်ပေါ့နော်ဟိုစောက်ရှောက်ရတယ်မိခင်တယောက်ရဲ့ဘယ်လိုပြောရမလဲအယံဝကဒီတော့စောကြည့်ရအယံကိုပေးဆက်လိုက်ရတယ်သူအယံများတယ်ဒါပေမဲ့လည်းနောက်ဆုံးအချိန်အထိကိုလည်းသူကပေးဆက်လိုက်ရတယ်အဲဘယ်လိုပြောရမလဲနောက်ဆုံးအထိသူဒီအကြမ်းမြင်ကြောက်ပဲသူအသက်ကိုပါသူပေးဆက်လိုက်ရတဲ့အထိကိုဒီအကြမ်းမြင်ကြီးက အာသူ့အတွက်ကိုကောင်းတာလည်းဖြစ်တယ်လို့ဆိုတာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဒေါ်စောကြည်ကာရိုက်တာကိုတော်တော်ကြိုက်တယ်ပေါ့နော်ဒီဇာတ်ကားထဲမှာအဲညီမကြတော့လေဒီဇလန်နဲ့ဟိုဇလန်ကသာဖန်တီးတာပေါ့နော်ဒီအချားမြင်ကိုလုံးဝမယုံတဲ့ဘက်ကပါတယ်ဒါမှမဟုတ်ကြတော့အိမ်မာကကြတော့ဟိုအဖွားကနဂရော့ နောက်ကတော့ဒါမဲ့လုံးဝမယုံကြည်ဘူးပေါ့နော်ဒီဟိုဇလန်းဖန်တီးရမဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြမ်းမင်းနဲ့ပတ်သက်ပြီးလေ့လာရတာပေါ့နော်တကယ်လက်တွေ့ကြတော့လက်တွေ့ဘိုင်းကိုပို့ပြီးတော့ဟိုစံတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိလို့ရှိရင်ဒီဒေါ်စောကြည်ရဲ့ယောက်ျားတို့ဒီသူ့ရဲ့အဲဒေါ်စောကြည်ရဲ့သားတုတအောင်ရီချမ်းလို့ပုံစံမျိုးဒီလက်တွေ့ဟိုပို့ပြီးတော့ယုံတယ်အကြမ်းမင်းကိုတိတ်ပြီးတော့ဟို မယုံကွာဘေးဒင်းတွေပါလေဆိုလို့ရှိရင်လည်းဝါသနာပါဘူးကိုလုံးမကိုဖြစ်တာအဲ့လိုပုံစံမျိုးပေါ့နော်ဒီကန်ကန်ရဲ့အချိုးတွေပါတွေကိုလည်းလုံးဝအဲဘယ်လိုပြောရမလဲမယုံကြည်ဘူးငါလုပ်ရင်ငါစားရမယ်အဲ့လိုပုံစံမျိုးပေါ့နော်လက်တွေကိုပို့ပြီးတော့ကြိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲဇလန်းကိုဖန်တီးဖန်တီးရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇလန်းကိုတောက်ဝင်ဖို့ဆိုလို့ရှိရင်မယုံကြည်ရတဲ့ဟာကိုလည်းတချို့ကျတော့ယုံကြည်ပေးရတာရှိရပေါ့နော် အဲ့ဒီတော့ကြမို့ဒီဇလန်းမှာဆိုလို့ရှိရင်ဒါတော့ကိုကတော့ဒီအချားမြင်နဲ့ပတ်သက်ပြီးဘေဒင်းအစားလုံးဝလုံးဝမယုံကြည်ဘူးဒါပေမဲ့ဒီဇလန်းကိုဖန်တီးရတဲ့အခါမှာဒီအချားမြင်ဆရာမတယောက်ရဘလိုမျိုးလဲဆိုတဲ့ဟာတွေကိုဟိုလေ့လာရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ဒီဇလန်းမှာဟိုကွာခြားမှုရှိရပေါ့နော်ကိုကတော့အပြင်မှာလည်းလက်တွေ့ဆန်တယ်ဇလန်းထဲမှာတော့အချားမြင်လေးတွေသူ့တာဟုတ်လို့ပါ အဲဒီလွန်ဆိုတဲ့နာမည်နဲ့ပေါ့နော်ဇလန်ရယ်လေးကိုအဲ Canal Plus Channel မှာပြသတော့မှာဖြစ်ပါတယ်အားလုံးပဲဆက်မကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်